စောင်းရသည်မှာဆိုဝေါ်ဝနေတာလာနေချီပြီးစောင်းခုတ်အိတ်တက်ကြပါတယ်ဒါပေမဲ့ဒါတကယ်အိတ်ဆက်ခြင်းတော့မဟုတ်ပါဘူးသူတို့ကနိုးရနိုင်ပြီးလှုပ်ရှားနိုင်ပါသေးတယ်ဒီလိုအိတ်ဆက်ခြင်းကသူတို့ကိုစောင်းရသည်ရဲ့အေးဒဏ်နဲ့စားစာရှာပါမှုကိုကြော်ဖြတ်နိုင်အောင်ကူညီပေးပါတယ်ကျွန်တော်တို့အိမ်မိုးကြောင်လေးတွေကိုကြီးလိုက်ရင်ဒီနေ့ကအိတ်နေကြရလို့ထင်ရမှာပါဒါပေမဲ့အကြောင်းလေးကတရက်ကို12နာရီအနည်း16နာရီထိအိတ်ဆက်လေးရှိပါတယ်သူတို့ရဲ့အိတ်ရှိအများစုကခဏတာအိတ်တာပဲဖြစ်ဖြစ် လေးလေးနက်နက်အိပ်ပြော်တာတော့နဲပါတယ်ရှည်ရဲရတော်ဝါတွေရောအိပ်တက်လာငားတွေကမျက်လုံးမိတ်လို့မရပါပဲသူတို့လည်းအိပ်ဆက်အနာယူကြပါတယ်တချို့ငားတွေကတော့ရေရောကြမ်းမြင့်မှငငယ်လေးနေပြီးအနာယူကြသလိုတချို့ငားတွေကတော့ကြောက်တန်းနေတဲ့မှာခိုးအောင်ပြီးမိတ်ဆက်ကြပါတယ်ဝေးလာငားနဲ့လင်းပိုင်များဒီတော်ဘာတွေကတော့အံဩတရာကောင်းတော့တချမ်းပဲအိတ်တက်ကြပါတယ်။သူတို့ရဲ့အုံနောက်တချမ်းအိပ်ပျော်နေချိန်မှာနောက်တချမ်းကနိုးနေပါတယ်။ ဒါမှသူတို့ကရေပေါ်တက်ပြီးတက်ရှုနိုင်မှာဖြစ်သလိုတိုင်းဒိဋ္ဌံတွေကိုလည်းတည်ထားနိုင်မှာဖြစ်ပါတယ်။ပြန်တန်းနေရင်အိတ်တဲ့ငှက်တွေငှက်တွေကပြန်တန်းနေရင်လည်းအိတ်နိုင်ဆုံးရှိပါတယ်။အထူးသဖြင့်ရွှေပြောင်းသွားလာတဲ့ငှက်တွေကမိုင်မောင်းများစွာပြန်တန်းရတာမို့သူတို့အုံနောက်ရဲ့တချမ်းကိုအိပ်ပျော်စေပြီးကျန်တဲ့တချမ်းကိုနိုးကြားနေအောင်လှုပ်ဆောင်နိုင်ပါတယ်။ဒါမှသူတို့ကပြန်တန်းနေရင်လည်းအနိုင်ရနိုင်မှာဖြစ်သလိုနန်းချောင်းကိုလည်းမှန်ကန်စွာတွလာနိုင်မှာဖြစ်ပါတယ်။